ရန်ကုန်ကပသိမ်ကိုမြစ်လန်းခီးနဲ့သွားရင်ဝါခေမဆိုတဲ့မြို့ကလေးကိုဖြတ်သွားရတယ်။ဝါခေမဟာရန်ကုန်ကမိုင်132မိုင်ဝေးတယ်။အခုပြောပြမယ့်အဖြစ်ပြက်တွေဟာပထမကဘာစစ်ကြီးမဖြစ်ခင်15နှစ်လောက်ကစပြီးအဲ့ဒီဝါခေမမြို့ကလေးမှာ ဖြစ်ပျက်ခဲ့တယ်။အဲ့ဒီအချိန်ကာကဝါခေမမြို့မှာထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးနှစ်ယောက်ရှိတယ်။တယောက်ကဥပုခင်ဖြစ်တယ်။တယောက်ကဥမြကြီးဖြစ်တယ်။ ဦးဘိုးခင်နဲ့ဦးမြကြီးတို့ဟာငငယ်ကကျောင်းနေပဲတငယ်ချင်းတွေဖြစ်တယ်။ဒါပေမဲ့ဦးမြကြီးဟာတိတ်ပြီးဆိုးတယ်။ကျောင်းခဏခဏပြီးတယ်။မကောင်းတဲ့အပေါင်းဖော်တွေနဲ့တွေ့ပြီးနောက်တော့အိမ်ကပါထွက်ပြေးတယ်။ဦးမြကြီးဟာလေးတန်းတော့မအောင်ဘူး။အိမ်ကထွက်ပြေးပြီးစနေလောက်ဟာဦးမြကြီးမှာအိမ်ကြီးရာကြီးမရှိဘူး။တနေကုန်တနေကန်ဖဲဝိုင်းမှနေဖဲသမားတွေ ခိုင်းရဖို့လို့ဖဲသမားတွေကြွေးတာစားဖဲသမားတွေတိုက်တဲ့အရက်တော့ ဖဲသမားတွေစီကရတဲ့ပတ်စံကလေးနဲ့တစ်ခါတစ်ခါဖဲဝင်ရတယ်။ဒီလိုနဲ့ဖဲဝိုင်းကျဘူးလုံနေတယ်။နောက်တော့ကံအားလျော်စွာပဲသူ့ထက်အသက်9နှစ်လောက်ကြီးတဲ့ဝါခေမတစ်ဖက်ကံတော်ကရွာသူမရွှေမဆိုတဲ့မုတ်ဆူမတယောက်နဲ့အိမ်အောင်ကြတယ်။အဲ့ဒီမုတ်ဆူမမှာလှစဉ်တစ်ခုရှိတယ်။အဲ့ဒီလှစဉ်ကိုအုပ်ချုပ်ရတဲ့အခါကျတော့မှဦးမြကြီးရဲ့ကလေးညာဟာရှိတဲ့ရွှေအစွမ်းကုန်ပြဖို့အခွင့်ကောင်းရတယ်။ တေရောဘဆိုင်ရာအမှုတန်းအရာတန်းအချို့တွေကအောက်ကျို့ပေါင်းတဲ့လူကိုအောက်ကျို့ပေါင်းငွေကြိုက်တဲ့လူကိုငွေပေးမိမကြိုက်တဲ့လူကိုမိမပေးလက်ဆောင်ကြိုက်တဲ့လူကိုလက်ဆောင်ပေးပြီးတစ်တွေကိုရနိုင်သလောက်ခူးထုတ်တာပဲအဲ့ဒီလိုလှုပ်လိုက်တာနှစ်နှစ်အတွင်းနောက်ထပ်လှစဉ်တစ်ခုတည်နိုင်တယ်နောက်လှစဉ်ကပထမလှစဉ်ထက်၅ဆလောက်ကြီးတယ်တောကားဘက်ကိုသွားရင်ဦးမြကြီးတော်ရွှေမလှစဉ်ဆိုတဲ့ဆိုင်းဘုတ်ကြီးကို ဝါခဲမှာမြစ်အလေလောက်ကလေးကမြင်ရတယ်။ဦးမြကြီးကပစ္စည်းနဲ့နဲ့စုမိလာတော့စိတ်ရွှေအပေါင်ခံတယ်။အစမတန်နဲ့အပေါင်ထားတဲ့ပစ္စည်းဆိုရင်ဦးမြကြီးစီကပြန်ရွေးလို့မရဘူး။ဥပမာ900ရန်စိန်လက်စွပ်တကွင်း90နဲ့ပေါင်ရင်ဦးမြကြီးစီကပြန်ရွေးလို့မရဘူး။လာပေါင်ကလေးကပေါင်တဲ့လူဟာအပေါင်စာချုပ်ဖြတ်ပိုင်းတွေမှာလက်မှတ်ထိုးသွားရတယ်။သူလိုချင်တဲ့ပစ္စည်းလာပေါင်ရင် အဲ့ဒီပေါင်တဲ့လူအိမ်ပေါ်ကစင်းသွားတာနဲ့တပြိုင်နက်ဖြတ်ပိုင်းမှာသူတို့ပစ်ခဲ့တဲ့လက်မှတ်ရဲ့အပေါ်နားမှာဘယ်နေ့ကဒီပစ္စည်းကိုပြန်ရွေးပြီးပြီဆိုတာရေးထားလိုက်တာပဲဟိုတုန်းကတော့ရုံးတို့ခတ်တို့ကိုပေါက်ပေါက်ရရောက်သွားရဲတဲ့လူတွေတိတ်မများပါဘူးအဲ့ဒီတော့အပေါင်ဆုံးတဲ့လူတွေဟာဦးမြကြီးရဲ့အိမ်ပေါ်ကငိုပြီးစင်းသွားရတာလောက်နဲ့ပဲတင်းတိမ်ကျဉ်တ်ကြရတော့တာပါပဲစိန်ရွှေပြီးတော့တဆင့်တိုးပြီးလဲပေါက်ခံတယ်လေတွေကိုလည်းစိန်ရွှေတွေလိုပဲလှုပ်တာပဲ ောက်နှစ်နှစ်လောက်ကြာတဲ့အခါဦးမြကြီးဟာစံဆက်တလုံးတင်နိုင်ပါတယ်။တပည့်တွေမွေးထားပြီးပိုင်ရှင်မသိပဲတလင်းတဲကခူးရောက်နေစပါ။စပယ်ကြီးတဲကခူးရောက်နေစပါတွေကိုဈေးပေါ်ပေါ်နဲ့ရှောက်အဝယ်ခိုင်းတယ်။အဲ့ဒီစပါတွေကိုသူ့ဆက်ဆက်မှာစံခွဲပြီးရောင်းတယ်။တခါတလေသူ့စိတ်ချိုင်နဲ့တွေ့ရင်ခိုးရပါတိုက်ရပါပစ္စည်းတွေကိုပါလက်ခံလိုက်သေးတယ်။နောက်နှစ်နှစ်လောက်ကြာတဲ့အခါမူလစံဆက်ထက်ကြီးတဲ့စံဆက်ကြီးတစ်လုံးကို လောက်ထပ်တင်နိုင်ပါတယ်ပစ္စည်းအတော်အတန်ချမ်းသာလာတဲ့အခါဝါခဲမအဖက်မှာတိုက်တလုံးဆောက်ပြီးသူ့မိမတော်ရွှေမကိုအဲ့ဒီတိုင်မှာပို့ထားတယ်ဦးမြကြီးကတော့တော်ကဘတ်ဆဝင်းကြီးထဲမှာ သူ့အတွက်ရော အာနာပိုင်းတွေကိုလက်ထိုးဖို့အတွက်ရောမွေးထားတဲ့အကောင်မလေးတွေနဲ့အပြောပါလိုက်အရက်တောက်လိုက်ဖဲချလိုက်နဲ့တနည်းတနည်းအချိန်ကုန်နေတာပဲမယားကြီးတော်ရွှေမစီကိုတလနှစ်ကြိမ်သုံးကြိမ်လောက်ပဲသွားတော့တယ် ။ဦးမြကြီးဟာမယားကြီးတော်ရွှေမနဲ့သားတစ်ယောက်သမီးတစ်ယောက်ပဲရတယ်။သားကို မောင်ထွန်းလို့ခေါ်တယ်။သမီးကိုထွေးထွေးလို့ခေါ်တယ်။မယငယ်တွေနဲ့ရတဲ့ကလေးတွေကတော့သူကိုယ်တိုင်ဘလောက်ရှိမှမသိဘူး။မွေးထားတဲ့ကလေးမလေးတစ်ယောက်ယောက်ကိုဝင်ရှိလာရင်ဆက်မှလှုပ်တဲ့အလုသမားတစ်ယောက်ယောက်ပါကျင်မှာလှုပ်တဲ့အလုသမားတရားရောက်နဲ့ပြီးစားလိုက်တာပဲတခြားမှာသူတို့ရဲ့အစွမ်းစားနဲ့ရှာပြီးယူခြင်းလဲဦးမြကြီးကလူတဲ့ငွေထုတ်ပေးလိုက်တာပဲ တချို့ခတ်မိုင်းမိုင်းငရေမကြောက်တာလေးတွေကြတော့ကိုဝင်ကိုထက်ချပစ်လိုက်တာပဲသူ့မယဲငယ်တွေဟာတော်ကဆဝင်းကြီးထဲမှာသာ ရှိတာမဟုတ်ဘူးသူ့လဲတွေရှိတဲ့ရွာတွေမှာလည်းရှိတာပဲတခါတခါဦးမြကြီးဟာလဲတွေတွားကြည့်အောင်မယ်ဆိုပြီးဒီမယဲငယ်တွေစီမှာ3-4ရက်စီလောက်တွားသွားပြီးပျော်ပါနေတတ်ပါတယ်ဦးမြကြီးဟာဒီလိုအကျဉ်းဆိုးဝင်မဲ့ငွေပေးတဲ့နေရာမှာအင်မတန်ရရောတဲ့အတွက်လူတွေကသူ့ကိုဝိုင်းမပယ်ရဲဘူး ဝါခေမဘတ်မှာပဲဖြစ်ဖြစ်တော်ကဘတ်မှာပဲဖြစ်ဖြစ်တာရင်နိုင်ရှိလို့ဦးမြကြီးငွေဘလောက်ထည့်လိုက်ပါဆိုရင်ဈေးမစစ်ဘူးအလူခံတဲ့လောက်ထည့်လိုက်တာပဲတနေ့ကျတော့ဦးမြကြီးဟာအုံမင်စုရွာကိုသွားပါတယ်အုံမင်စုဟာဝါခေမရဲ့အနောက်တောင်ထောက်စေမိုင်လောက်ဝေးပါတယ်အဲ့ဒီအုံမင်စုမှာမကြသေးခင်ကမှရတဲ့မအုံတင်ဆိုတဲ့မင်းငယ်တယောက်ရှိတယ်မအုံတင်ဟာငယ်တယ်အသက်18နှစ်ဆိုတော့သူ့သမီးထွေးထွေးနဲ့မှရွယ်တူပဲ ရုပ်ကတိတ်ချောတာပဲအဲ့ဒီတော့အဲ့ဒါလေးကိုရဖို့အတွက်အောင်သွဲကိုငွေ900မအုံးတင်ရဲ့မိဘသုံးဖို့ကငွေ1000မအုံးတွင်အတွက်ကငွေ900ရွှေတင်းက10ပြားစီရွှေလက်ကောက်9ရံစိန်ချယ်လက်စုတကွင်းတစ်ဖက်တရရီစီ ရှိတဲ့စိန်နကတ်ကတင်ရန်ပေးရတယ်ဒါတွေတွေမကသေးဘူးရောက်ခမဖြစ်သူကအုံးမင်စုရွာမှာတကြီးလှုပ်ချင်တယ်ဆိုလို့မူလတကြီးကိုလီစဲမှုတစ်ခုနဲ့ဖြုတ်ချပြီး သူ့ရောက်ခမကိုတကြီးဖြစ်အောင်အာနာပိုင်းနေနဲ့ငွေထိုးရတဲ့အတွက်နောက်ထပ်ငွေ3000လောက်ကုန်သွားသေးတယ်။အဲ့ဒီမောင်းတင်ကလေးကိုတော့တခြားမိန်းမတွေထက်ဦးမြကြီးကပို့ပြီးမှတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမောင်းတင်ကိုရတာ6လလောက်ပဲရှိသေးတယ်။မောင်တင်စီကိုဦးမြကြီးလာတာအခေါက်20ထက်မနည်းဘူးဒီလိုမကြခဏလာတဲ့မှန်းတီးတော့အဲ့ဒီအခေါက်မှာပြုတ်သွားတဲ့တကြီးဥဖေအောင်ရေမောင်တင်ကိုဦးမြကြီးကယူသွားတဲ့အတွက် ကြံရစ်ဖြစ်နေတဲ့မအုံးတင်ရဲ့ရည်သားဟောင်းဘာတုတ်ရဲ့ဒေဧက300ဥမြကြီးစီမှာအစမတန်နဲ့အပေါင်ဆုံးသွားတဲ့အတွက်စိတ်နာနေတဲ့ဥပုခ္ခရဲ့ပေါင်းပြီးဥမြကြီးကိုတည်ချောင်းကြံကြပါတယ်။ဥမြကြီးဟာမအုံးတင်ကလေးနဲ့အိတ်နေတော့တကြီးကြဖေအောင်ကြံရစ်ဘာတုတ်နဲ့အပေါင်ဆုံးဖုခါတို့ခိုင်းထားတဲ့ထောင်ပြန်လူစုစိန်လာဟာနောက်ပြီးတကားကိုဖောက်ပြီးအိမ်ထဲဝင်ပါတယ်။အိယာနာရောက်တော့ဥမြကြီးရဲ့လင်မျိုးကိုမိမ့်နဲ့တအားစောင့်ထူလိုက်တာ။ ဥညကြီးလည်းအရာပေါ်ရင်ပဲပွဲချင်းပြီးတည်ပြီးသူ့ကလင်ကြုံဆက်ကိုတင်းသွားရရှာပါတယ်။စိန်ရွှေမတ်ပြီးဖေရွယ်ကြီးကိုယူလိုက်ရတဲ့မအောင်တင်ကလေးလည်းမုတ်ဆူမဖြစ်ပြီးကျင်းရရှာပါတယ်။ဥညကြီးရဲ့ရောက်မှတကြီးနဲ့မရေငယ်မအောင်တင်ကလွယ်လို့တရားလုံးမှာဥညကြီးကိုမြတ်တာရှိတဲ့လူမရှိတဲ့အတွက်လူတတ်မှုကိုဘလို့စစ်လို့မှမပေါ်ဘူး။အဲဒါကြောင့်ဒီမှုကိုစုံစမ်းလို့မရတဲ့အမှုဖြစ်နေပလိတ်ကပိတ်လိုက်ရပါတယ်။ စ္စည်းဟာမီးနဲ့တူတယ်။မီးဟာတုံးတက်ရင်လူတွေမှာအကျိုးအများကြီးဖြစ်နိုင်တယ်။မတုံးတက်ရင်လူတွေမှာဒုက္ခအများကြီးဖြစ်နိုင်တယ်။ပစ္စည်းလည်းဒီလိုပဲ။ပစ္စည်းဟာတုံးတက်ရင်ပစ္စည်းရှင်မှာအကျိုးအများကြီးဖြစ်နိုင်တယ်။ဒီပစ္စည်းကိုအကြောင်းပြုပြီးဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်တွေကိုသာ လုပ်မယ်ဆိုရင်ဒီပစ္စည်းရှင်ဟာလူနဲ့ပြမအဖြစ်နဲ့ပုံစင်ဆံရပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုရတဲ့အထိအကျိုးဖြစ်နိုင်တယ်။ ပစ္စည်းရမသုံးတတ်ရင်ပစ္စည်းရှင်မှာဒုက္ခအများကြီးဖြစ်နိုင်တယ်။ဒီပစ္စည်းတွေနဲ့မိမလိုက်ဖဲရိုက်အရက်တော့လူတွေနှိမ့်ဆက်နေမယ်ဆိုရင်ဒီပစ္စည်းရှင်ဟာတည်ပြီးတဲ့နောက်တရိတ်ဆန်ပြိတ္တာအတူတကယ်ငရဲဆိုတဲ့အပယ်လေးပုံကိုစောက်ထိုးဆင်းပါပဲ။ဦးမြကြီးဟာပစ္စည်းရှင်ဖြစ်တော်လဲပစ္စည်းကိုသုံးတတ်တဲ့ပစ္စည်းရှင်မျိုးမဟုတ်ဘူး။မသုံးတတ်တဲ့ပစ္စည်းရှင်ဖြစ်တယ်။အခုနေများဒိဗတ်စကုအပယ်ငင်ရတဲ့ ူတော်မြတ်တူကိုတွေ့ရလို့တည်ပြီးတဲ့နောက်ဦးမြကြီးကဘဲဘုံကိုရောက်သွားပါတယ်လို့များရှောက်ထားကြည့်ရရင်အရက်တော့ဖဲရိုက်မိမလိုက်လူတွေကိုနှိမ့်ဆက်သွားတဲ့အကုတ္တကံတွေကြောင့်ဦးမြကြီးတယောက်ဖြင့်အဝီစီးကိုစောက်ထိုးဆင်းရရှာပြီးလို့ဖြေမှာဤကံမို့ချမလဲ